လက်ရှိဒီကျွန်တော်တို့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခင်းအကျင်းမှာလက်ရှိဒီကျွန်တော်တို့အာအာနာယုစတက်မြန်မာရဲ့ရစိတ်ရုံမှမှုနဲ့လက်ရှိဒီကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့ဒီမြစ်စင်ဖြစ်ဖြစ်နေတဲ့အဖြစ်ဖြစ်ပေလက်တအခုလက်ရှိဒီကျွန်တော်တို့ရင်ဆိုင်ကြောင်တွေ့နေရတဲ့ပြဿနာတွေကိုဘလို့ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့စူးစူးသုံးသပ်အစီအစဉ်တွေလုပ်တော့ဒီကအဲ့တော့ဟုတ်ပြီဒီလက်ရှိဒီကျွန်တော်တို့အာရခတ်တက်လို့အေးဟာ ဒီတစ်ဖက်မှာလည်းဒီလက်ရှိအာနာယူမဲအောင်လိုင်းရဲ့အဲတက်ကဲမှုတွေကိုခံနေရတယ်လို့တစ်ဖက်မှာလည်းပဲဒီကျွန်တော်တို့အားဒီလက်ရှိနေလို့ရိုဟင်ဂျာတင်းတင်းရဲတက်မှုတော့အာဆာရဲ့တုံ့ပြန်မှုကိုလည်းသူ့အနေနဲ့ငြင်းဆိုင်ရတယ်ပြောပါဆိုတော့ဒီကျွန်တော်တို့နိုင်ငံရေးအရေးပြုမယ်ဆိုလို့ရှိရင်ဒီလက်ရှိဒီကျွန်တော်တို့လက်ရှိစက်ကောင်စီရဲ့ရုံးဝမှုတွေအောက်မှာရခိုင်ပြည်သူပြည်သားတွေလည်းအထင်အားကြီးဖြစ်တာကို အားလုံးသိရှိကြင်ကြမှာဆိုတော့လက်ရှိဒီကျွန်တော်အရခနိုင်ငံတို့ကြီးလွန်မြောက်ဖို့တနည်းအားဖြင့်အရခပြည်သူတွေရဲ့ကိုယ်ကျမကိုဖန်တီးခွင့်ရရှိဖို့အတွက်လက်ရှိအရခနဲ့တူအေးရာဒီလိုနှစ်ဖက်ကြားမှာဒါရင်းဆိုင်နေရခြင်းဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်တို့ပြန်လေးပြန်ပြီးတော့ဖြည့်ကြည့်လိုက်တဲ့အခါမှာတစ်ဖက်ကရန်သူကိုရင်းဆိုင်ပြီးတော့တစ်ဖက်မှာဒီလက်ရှိဒီကျွန်တော်ပြည်တွင်းမှာဒီဒီရှိနေတဲ့ကျွန်တော် လူမျိုးမတူဘာသာမတူတော့လည်းပဲကျွန်တော်ရဲ့ရခိုင်ပြည်တွင်းမှာပုံပြနေထိုင်နေတဲ့မျိုးနွယ်စုတစုဖြစ်တဲ့အတွက်ဒါကျွန်တော်ကနေပြီးတော့ညီနောင်တိုင်းရင်းသားအဖြစ်လက်ခံမယ်ဆိုလို့ရှိရင်တော့လက်ရှိနေပြီးတော့ဒီအကြမ်းဖက်ဆက်ခွဲတွေလောက်ကိုပဲဒါကျွန်တော်တို့မုန်းထွားလို့ဖြစ်ပါတယ်။အဲဒီတက်ကဒီလိုမုန်းထုတ်တဲ့နေရာမှာဒီလက်ရှိဒီကျွန်တော်တို့ရခိုင်ပြည်တွင်းမှာနေတဲ့ရိုဟင်ဂျာတွေအားပေးမှုရိုဟင်ဂျာတွေပန်ပိုးကူညီမှုတွေနဲ့ဒီ လက်ရှိရောအရခနိုင်ငံကိုဒီကျွန်တော်တို့အထင်းသိမ်းထားတဲ့ဒီမျိုး14မျိုးစလုံးကိုဒါ14မျိုးအပြင်ဒီနောက်ထပ်ကြံသေးတဲ့မျိုးတွေမျိုးကကျွန်တော်တို့ပြန်လည်ရရှိလာနိုင်မှာဖြစ်ပါတယ်ဒီလိုမဟုတ်ခွင့်နဲ့ကျွန်တော်တို့မှာရွေးရှင်စရာနှစ်ခုပဲရှိပါတယ်ဒီလိုမျိုးမလုပ်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်တို့မှာရွေးရှင်ရမယ့်နေလားနှစ်ခုပဲရှိတယ်လက်ရှိအာနောက်တစ်ခါကျွန်တော်တို့ဘာလဲဆိုဒီအာစာကိုတိတ်ခိုက်မလားဒါမှမဟုတ် ဒီကျွန်တော်တို့လက်ရှိနေပြဒီ rohing ဂျာရုံတတ်မလားဒီတစ်ခုမရှိပါဘူးဒီတစ်ခါဒီလက်ရှိရအာစာကိုတတ်မယ်ဆိုလို့ရှိရင်တော့လက်ရှိဒီဖြစ်လာခဲ့တဲ့နောက်ဆက်တွဲပြဿနာပေါင်းစုံကိုလက်ရှိကျွန်တော်အာရခဒီနေကြီးတစ်ခုလောက်မှာရင်ဆိုင်ကြောင်ပြရတော့တယ်ဘာကြောင့်လဲဆိုတော့ဒီအခုနောက်ပိုင်းဒီကျွန်တော်တို့အဲ့ဒီမှာနေလို့တကယ်ကိုအာစာကထုတ်ပြန်ခတာရှိပါတယ်အဲသူတို့ဘာလို့ဒီရခိုင်ပြည်နယ်တပြည်နယ်လုံးနေပါ့ကိုထိန်းရှုံနိုင်အောင်တိုက်ခိုက် သွားမယ်လို့သူ့နဲ့နဲ့တွေးကြထားပြီးဖြစ်ပါတယ်ဆိုတော့အကျွန်တော်တို့နောက်ထပ်တုံ့တွက်လိုက်ရမယ့်အခက်ခဲသည်ဒီကျွန်တော်တို့မင်းအွန်လိုင်းနဲ့မတူတဲ့ငိုင်းညာသွေးရှိတဲ့တနည်းအားဖြင့်လက်နဲ့ခရရပါပဲအစနောက်လို့ရှိရင်ဒီကျွန်တော်တို့ဒီကျွန်တော်တိုက်ခိုက်မှုစွန့်ရင်မလည်းပဲအတွေ့အကြုံအများကြီးရှိနေတဲ့အာသာအတွေ့ဒီရခိုင်ပြည်နယ်တိုင်းပေါ်ဆိုတာဒါအလွယ်ကူဆုံးတစ်ခုလို့ပြောလို့ရပါ ကျွန်တော်ဒီတစ်ခါကျတော့နောက်တစ်ခါတကယ်လို့တကယ်လို့ကဒီအာစာကိုဒီကျွန်တော်အာစာတော့ ISO တော့နောက်တစ်ခါကျတော့ဒီအခုလက်ရှိနေပြီးတော့အခုလက်ရှိနေ AIA တော့ဒါတွေအားလုံးကစုပေါင်းလိုက်ရဆိုလို့ရှိရင်အရက်ကတဲ့တော့အရင်နေနဲ့ဒါရင်ဆိုင်ဖို့အရင်ခက်ခဲတော့ပါလိမ့်ဒီတော့အရက်ကတဲ့တော့ AIA ရဲ့ထိုက်ပိုင်းကောင်းဆောင်ဖြစ်တဲ့ဘောကျောထုံးပြတဲ့မှာရွေးရှည်စရာနှစ်ခုပဲရှိတယ်အာစာကိုအပြောက်တိတ်ကလားရိုဟင်ဂျာဝူတန် တခုနောက်တစ်ခုကကျတော့ဒီလက်ရှိနေပြီးတော့အာစာကိုလက်ခံပြီးတော့ဒီကျွန်တော်တို့အာတနီးယားပြပြောမျိုးဆိုပြီးဒီရိုဟင်ဂျာတွေကိုလက်ခံပြီးတော့ကျွန်တော်တို့အာရခနိုင်ငံသူကြီးစီပင်တာယာဝါမျိုးအာအာရခနိုင်ငံသူကြီးလොမြောက်ဖို့အတွက်ဒီလက်အာနာရှင်စနစ်ဆိုတဲ့အောက်ကလොမြောက်ဖို့အတွက်မတူတာတွေကိုဘေးကိုတူတာတွေစုပြီးတော့ကြတိတ်ခိုက်ရှင်မုံကြတာအဒီနီလန်ရှိပါတယ်ဆိုတော့ကဒီလက်ရှိဒီဘောရုပ်ထွန်းမြင့်တဲ့အနေနဲ့က အားစားဖို့အပြောက်တိတ်မယ်ဆိုတော့လုံးဝမဖြစ်နိုင်တဲ့အနေအထားမျိုးရှိနေပါတယ်ဒါကတစ်ချက်ပါအဲ့တော့တရှိနေမှာဒီကျွန်တော်ရိုဂင်ဂျာဟိုလည်းလက်မခံဘူးအာဆောင်နဲ့အပြောက်မတိုက်နိုင်ဘူးဆိုလို့ရှိရင်တော့ရခိုင်ပြည်နယ်ရဲ့ဒါနောက်ဆက်တွင်ဖြစ်လာမဲ့ပြဿနာတွေအရတော်တော်လေးရင်လေးစရာဖြစ်နေပါဒါကြောင့်မို့လက်ရှိဒီကျွန်တော်ဒီနေ့တင်ပြချင်တာကရိုဟင်ဂျာကိုရိုဟင်ဂျာဆိုပြီးလက်ခံပြီးတော့ကျွန်တော်ရဲ့ဌာနေတိုင်းရင်းသား ဒီကျွန်တော်တို့ရဲ့ညီနောင်တိုင်းရင်သားအဖြစ်လက်ခံပြီးတော့ဒီလက်ရှိဒီညီနောင်သားညီနောင်တိုင်းရင်သားတွေဝန်းရံမှုညီနောင်တိုင်းရင်သားတွေအားပေးပူညီမှုကိုရရှိဖို့ရတဲ့အရာအရာအရေးကြီးပါတယ်ဒီလိုမဟုတ်ဆိုရင်ဒီလက်ရှိနေပြီးတော့လက်ရှိနေပြီးတော့ MNDA နဲ့ဒါတော်တော်ဒီလက်ရှိနေပြီးတော့ TNL နဲ့တော့ဟာဒါပြီးတော့လုံးဝအတိအကျရက်စက်ဖို့တော့သဘောတူလိုက်ဆိုပြီးတော့လည်းကျွန်တော်လည်းကြားကြားသိရပါတယ် ဆိုတော့ဒီကျွန်တော်တို့မြောင်းပိုင်းမဟာမိတ်၃ဖွဲ့မှာလက်ရှိအရခတ်တဲ့တော့ A ပဲကြာတော့တယ်ပဲဆိုတော့ကလက်ရှိအရခတ်တဲ့တော့ A ကလည်းပဲဒီသူတို့ဘလော့ပဲကျွေးကြထားစေကမူနေ့စဉ်နဲ့အမြဒီစက်တက်ရဲ့ရစိတ်ကြောင့်မှမဟုတ်အောင်မှာရခိုင်ပြည်သူပြည်သားတွေလည်းသိကျပစ္စည်းတွေပါရခိုင်ပြည်နေကြီးတဲ့ပြည်နယ်လုံးလည်းဒါရစရာမရှိအောင်ပြာပုံဘဝလေးရောက်နေကြလို့ဖြစ်ပါဆိုတော့ကကျွန်တော်ဒီ အောင်နာရှင်စနစ်ဆိုလဲအပလုံးရောက်ဖို့အတွက်ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေအသက်သွေးရွှေမြောင်များစွာစတဲ့ထားတာဖြစ်ပါဆိုတော့ဒီလိုစတဲ့ထားတဲ့ပြည်နယ်တစ်ခုကိုဒီကျွန်တော်ထိန်းသိမ်းထားတဲ့မြို့နယ်တစ်ခုကိုကျွန်တော်ကနေပြီးဒီတိုင်းအသာလေးဟိုဘယ်လိုကုန်လဲဒီနေ့နဲ့ရှိဖောက်စရာမလိုဘဲနဲ့ပေးလိုက်ရမယ်ဆိုလို့ရှိရင်ဒါလုံးဝမတရားဘူးလို့ဒါကျွန်တော်နေနေပါတယ်အဲကြောင့်မလို့ကျွန်တော်တို့ရဲ့ အာရခနိုင်ငံတို့ကြီးမှာလက်ရှိဒီကျွန်တော်တို့လုဆောင်နေတဲ့အရာမှန်တမျှဖို့ဒီလက်ရှိငါနဲ့တူ900လို့ဆိုတဲ့အစိစိတ်ကမျိုးရှိတဲ့လူတစုကိုဒါကျွန်တော်တို့ကဖို့ထုတ်ပြီးတော့ဖြစ်ဖြစ်ရောအရေးယူဖို့လိုအပ်တယ်လို့လက်ရှိ Ranger တွေနဲ့ယောက်ျားမှုပြီးဆောင်မယ်လက်ရှိဒီကျွန်တော်တို့အာစာနဲ့ယောက်ျားမှုပြီးဆောင်မယ်ဒီရဲ့ဒီကျွန်တော်တို့ရဲ့အာရခနိုင်ငံတို့ကြီးလုံမြောက်ဖို့အတွက်ဒါကျွန်တော်တို့ဝိုင်းဝန်းကြိုးပမ်းတက်ပါတယ်ဆိုတော့တစ်ဖက်မှာ Ranger တွေကိုအနိုင်ကျင့်ပြီးတော့ အခုလက်ရှိဒီကျွန်တော်ကြားရရတဲ့မောင်တော်ဘူးတီတော်ကဒီကျွန်တော်တို့ရိုဟင်ဂျာမွတ်စလင်ယွာတွေကိုဆင်ပြီးတော့တရားဖို့လူငါရအောင်ဖြစ်မနေပေးရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါစမှုမချမနေရတဲ့ပုံစံမျိုးနဲ့လှုပ်ဆောင်လာတာမျိုးတွေကျွန်တော်တွေ့ရတယ်ဆိုတော့စမှုမချမနေရဘူးဆိုရင်လက်ရှိဒီကျွန်တော်ပြောချင်တာကဟုတ်ပါတယ်ရခိုင် ပြည်နေလွတ်မြောက်ဖို့အတွက်တနည်းအားဖြင့်ဒီကျွန်တော်အာရခနိုင်ငံလေးလွတ်မြောက်ဖို့အတွက်ဒါရခိုင်သူရခိုင်သားတိုင်းမှာတာဝန်ရှိတာကျွန်တော်လက်ခံရခိုင်ဒီတွေမှာမင်းတဲ့နိုင်ငံရဲ့လူမျိုးစုဘယ်လိုလူမျိုးစုမှာမဆိုတာဝန်ရှိတယ်ဆိုတာကျွန်တော်အနေနဲ့လက်ခံပါတော့တော့တစ်ဖက်ကမျိုးနွယ်စုတွေကိုနိုင်ငံစီနဲ့လို့တစ်ဖက်ကမျိုးနွယ်စုတွေကိုမထင်မထင်သလိုဖမ်းဆီးတက်နှိပ်စက်ပြီးတော့အဲ့ဒီမျိုးနွယ်စုထက်ကပဲကျွန်တော်တို့စိတ်မှုမထမ်းမနေရဆိုတဲ့ပုံစံမျိုးနဲ့ လူခိုနေခြင်းဟာဒါဟာကျွန်တော်တို့တရားမပြုတ်ဘူးဆိုလို့ရှိရင်တကယ်ဒါစိတ်ကြဘူးเนาะဒါတရားပြုတ်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့အဲတစ်ဖက်ကထောက်ခံမှုကိုလိုချင်လို့ရှိရင်တော့ဒါတစ်ဖက်ကတော့ကျွန်တော်တို့ကလည်းကောက်ဖို့မဟုတ်ဘူးဆက်ဆံဖို့လိုတယ်ဒါဟာအင်မတန်မှဒီလိုလောက်ရမျိုးတွေဟာဒါရစ်စိတ်ယုံပါတဲ့လူလောက်ရမျိုးဖြစ်ပါတယ်ဆိုတော့ကလက်ရှိဒီကျွန်တော်တို့အာစာကိုအပြောက်တိတ်ခြင်းနဲ့ဒါမှမဟုတ်လက်ဒီလက်ရှိဒီကျွန်တော်တို့ရခိုင်ပြည်နယ်ကိုအုပ်ချုပ်ထားစေ ဖြစ်တဲ့ဒီအာနာယူစက်ခွဲမဲအောင်ကိုအပြုတ်ပြစ်ရှင်လေဆိုလို့ရှိရင်ဒီတနည်းအားဖြင့်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ရိုဟင်ဂျာလူမျိုးတွေအားပေးမှုဝိုင်းဝန်းပံ့ပိုးကူညီမှုတွေကိုရရှိဖို့လိုပါတယ်။တကယ်လို့အားစားဖို့အပြုတ်ပြစ်ရမယ်ဆိုလို့ရှိရင်တော့ရိုဟင်ဂျာတွေလက်ခံစမ်းမှုတွေပေါ့။ဒါဆိုလို့ရှိရင်ရိုဟင်ဂျာတွေတက်အောင်လုပ်ပါတယ်။ တတ်မယ်ဆိုလို့ရှိရင်လည်းလက်ရှိနေပြီးတော့အာဂျင်တီးနားတရားရောက်မှာဟိုချက်ထွန်းမြနိုင်ကိုအခုချိန်မှာဒီကျွန်တော်တို့နေပြီးတော့ဒီလူခွင့်ရေးတက်ချွတ်လှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေနောက်တစ်ခုကဒီကျွန်တော်တို့ဒီရိုဟင်ဂျာလူခွင့်ရေးရရှိဖို့တက်ချွတ်လှုပ်ရှားနေတဲ့ရိုဟင်ဂျာအဖွဲ့အစည်းတွေကနေဝိုင်းဝန်းပြီးတော့အာဂျင်တီးနားတရားရောက်မှာလက်ရှိတရားဆွဲဆောင်ထားပြီးဆိုတော့ဒီလိုလူသားဒီလူမျိုးတော်တတ်ချက်မှုနဲ့တရားဆွဲဆိုခံရတော့မယ်အနေထားမျိုးမှာနောက်ထပ်ဆက်ပြီးတော့တိုက်ခဲ့ရင်သူကနာစီ ဒီကျွန်တော်တို့ရတလျာပြမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့27ရာစုရဲ့ခက်သက်နာစီအဖြစ်တင်စားခရရတော်မယ်အပြင်ကဒါဘီတစ်ချိန်လုံးကကဒါဘီသေဆုံးခဲ့ရတယ်လို့ကဒါဘီသွားခဲ့တဲ့လမ်းစဉ်မျိုးလို့ဖြစ်သွားနေပါတယ်ဆိုတော့ကလည်းကျွန်တော်တို့အဲ့ဒီမှာနေလို့ဒီကဒါဘီသေသွားတဲ့အခါမှာဒီကဒါဘီရော့အလုံးကိုသေလာတဲ့ဒီစက်သားတွေသေလာတာကိုအဲ့ဒီအယောက်အလုံးကိုပြည်သူပြည်သားတွေကနေနေပါမယ် ်ဘလော့ဒီမုန်တီနာကြည့်လိမ့်မယ်စဉ်းစားကြည့်ကြနော်ဆိုတော့ကဒီလေပေါ်နဲ့ရောက်အလုံးကိုတော့မှဂင်းနဲ့ပြတ်ပေါက်ဒီဆိုကြရဒီပြည်သူတွေရဲ့နှလုံးသားထဲမှာဘလော့ဒီနာကြည့်ခံပြင်းစိတ်ရှိနေတယ်ဒါလည်းနည်းနည်းစဉ်းစားစီခြင်းနဲ့အဲ့တော့ဒီကျွန်တော်တို့ရဲ့ဒီလက်ရှိနေပြီးတော့ဒီအစာကိုနားလည်မှုမယူဘဲနဲ့လက်ရှိဒီကျွန်တော်တို့ ရိုဟင်ဂျာတို့လက်မခံခဲ့ဘူးဆိုလို့ဆိုလို့ရှိရင်ရိုဟင်ဂျာတို့တခြားနိုင်ငံနဲ့လက်ခံမှာမဟုတ်ဘူး။ဘာကြောင့်လဲရိုဟင်ဂျာတွေဒီနိုင်ငံမှာမွေးဒီနိုင်ငံမှာတည်ဒီနိုင်ငံကရေတောက်နေတဲ့လူမျိုးစုဖြစ်နေ။အကြောင်းလို့သူတို့ကမနိုင်မတူငါ့အမှုဆိုတဲ့အသိစိတ်တဲ့မျိုးနဲ့လှုပ်ရှားပြီးတော့လက်ရှိရိုဟင်ဂျာတွေကိုလူမျိုးတောင်းနေနောက်ထပ်တကြိမ်လူမျိုးတောင်းတဲ့အထက်တပ်ဖြတ်ပြစ်ခဲ့အောင်မယ်ဆိုလို့ရှိရင် ဒါခက်သက်နာစီဖြစ်တင်ဆက်ခံရပြီးတော့ကဘာကြီးတစ်ခုလုံးကနေပြီးတော့ဒါကင်းရဲ့ပြစ်တင်ရှုံရှားခြင်းနဲ့အတူနောက်ဆုံးသွားရလမ်းတည်အာနာယူတော့ရသွားရလမ်းတည်ဘယ်လိုလမ်းမျိုးလဲဆိုတာကိုမြင့်မြင့်ဒိဋ္ဌကြုံတွေ့ရအောင်မယ်ဆိုတဲ့အကြောင်းဒါကျွန်တော်အနေနဲ့တင်ပြခြင်းဖြစ်ပါတယ်